အယွတ်ရောင်လို့ရှိရင်စွန်းနေမုတ်ချင်းမောင်ရွက်စွန်းနေမုတ်နဲ့ချင်းမောင်ရွက်နဲ့အဲ့လိုပန်းတေပန်းညိုယောဂလေးတွေဖြစ်ပြီဆိုလို့ရှိရင်ဒီအမဲတာကြောက်ပေါ့နော် အမဲတာကြောက်ကလေးအစိမ့်တော့အမဲတာကို အမဲတာအဆုကို နေပူလာလမ်းမီလို့၆ပြီဆိုရင်ပပလေးလီး ပြည်သူအသက်ကိုကဲနေတဲ့တိုင်းစစ်ဆရာမတယောက်ကိုထောင်ထဲထီထဲ့ဖို့ရရဆက်ဆက်လုပ်ခဲ့တယ်ဆိုတာကိုဥသေးတစ်ခုချင်းရှင်းပြပါမယ်နော်တိုင်းစစ်ဆရာမဒေါက်ကင်ဆန်းယူကိုဟိုရန်သူစခန်းဝင်စည်းသလိုမျိုးစနစ်တကျဗျူဟာချပြီးတော့ဒေါက်ကင်ဆန်းယူကြဆုံးအောင်တိုက်ခိုက်ခဲ့တယ် ခါကြတော့လေတမားတော်ကြီးဥမြင့်ဝေကိုတိုင်းသူ့တဆလက်မှတ်ကိုကင်ပြီးတော့သူ့ဆေးကန်းအနေနဲ့တွေအကာအကွယ်ပေးထားတာပါအရေးပေးထားတာပါဒေါခင်ဆိုင်ရလည်းတမားတော်ကြီးဥမြင့်ဝေရဲ့အရေးအဝါဒအောက်မှာပဲစေကုတရင်နဲ့ကြော်ကြသွားတာပါအဲ့ဒီအချိန်မှာဒေါက်တာမိုးတန်တာတို့ကဒေါခင်ဆိုင်ကိုတိုက်ခိုက်တယ် ပြီးတော့ဒေါက်ကင်ဆိုင်းဤထံလာတဲ့လူနာတွေကိုတနည်းအားဖြင့်ပြည်သူတွေကိုဟိုငတုံးကဆိုတဲ့ပုံစံမျိုးစော်ကားတယ်ဒေါက်ကင်ဆိုင်းယိုလည်းလိန်အညာလူလိမ့်မဆိုတဲ့ပုံစံမျိုးတွေရေးသားတယ်သာတော့ခေတ္တသမားတော်စီမံလာရောက်ပြီးအာကိုတကြီးနဲ့လာကုသကြတဲ့အဝေးကနေလူနာရှင်ပဲဖြစ်ပါတယ်။တရက်တရက်လူနာတွေကတော့အမခံမှာပဲเนาะ။တော့ငယ်အခုချိန်ဒီကိုယူမပြီးသေးပါဘူး။ အလူရက်ပါပဲနော်အဝေးရတွေရောအနီးအနားတွေရောဟုတ်တယ်တကယ်ကြရဖို့ဟုတ်တယ်တကယ်တပည့်တော်တို့ကဂုံယူရမှာဗျာဟုတ်တယ်ဂုံယူရမှာမြမရဲ့တိုင်းရင်းစေးရဘလို့စွမ်းလဲဆိုတော့ဂုံယူရမှာဟုတ်တယ်နော်ဟုတ်တယ်နိုင်ငံသားစေးကိုလိုက်ဂုံယူစရာမလိုမြမစေးကဘလို့စွမ်းလဲဆိုတော့ဂုံယူရဟုတ်တယ်တပည့်တော်တို့ကအမှန်တည်းတိုင်းရင်းစေးရလည်းဆွဆွဲတယ်ဆိုတာတွေကလည်းတပည့်တော်ကသူတို့ကိုသူတို့မို့လို့ဆွဆွဲရတာတကယ်လဲဆိုရင်သူတို့တော့ဂုံယူရမှာ တော့ကိုပြောပါဗျာကျုပ်အမြင်ပြောရရင်တော့ဟိုတောကျုံအောင်သားကဟိုတောသူမတယောက်ကဒီမြို့မှာလာပြီးတော့ပေါက်သွားတော့အဲမြို့ကန်ဆရာကြီးတွေဆရာမကြီးတွေတော့ခံခတ်ပုံရပါတယ်ခတ်ပုံရတယ်အဲ့လို